ားလုံးမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။အခုကတော့ဒီတန်ကိုရီးယားနိုင်ငံမှာဘုံမကျင်းမှုကြောင့်ပေါ့နော်လူ15ယောက်တံရရပြီးတော့မြန်မာနိုင်ငံသားတဦးပါဝင်နေတဲ့အကြောင်းအရာလေးကိုပြပြချင်ပါတယ်။အဲဒီနေ့သတင်းမှာကတော့တန်ကိုရီးယားစီရေးလေ့ကျင့်မှုအတွင်းမှာဘုံမကျင်းမှုကြောင့်တံရရတဲ့ အကြောင်းလေးကိုမျှဝေပြီးကြပါတယ်။မြောက်ကိုရီးယားနေဆက်အနီးမှာပြုလုပ်တဲ့စီးရီးလေးချက်မှုတစ်ခုအတွင်းမှာတောင်ကိုရီးယားလေတပ်ရဲ့ KF-16 ဂျက်တိုက်လေယာဉ်လက်စီရ MK-82 ဖုန်းနှလုံးကိုအဲကျေချခဲ့ပေါ့နော်။ဒါပေမဲ့သူတို့သတ်မှတ်ထားတဲ့နေရာမှာမဟုတ်ဘဲနဲ့လူနေဒေသတွေကိုမှားယွင်းပြီးတော့ကြောက်ရောက်သွားခဲ့ရပဲဖြစ်ပါတယ်။ဒီမတော်တဆဖြစ်ရကြောင်းမို့လို့မြန်မာနိုင်ငံသားတအူထိုင်းနိုင်ငံသားတအူအပောင်ဝင် လူ15ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာအရက်သား၄ ောင်းနဲ့အဲတခြား ဒီပေါ့နော်အာစေကူတာမှုခံယူနေရဲ့ဈေးရုံမှာရောက်ရှိနေတဲ့သူတွေလည်းရှိပါတယ်။ဆိုတော့အပြင်ပန်းအနေနဲ့ထိခိုက်မှုတွေကြည့်မယ်ဆိုလို့ရှိရင်တော့ခရစ်ယာန်ဖခင်ကြောင့်တစ်ခုနဲ့အဆောက်အုံခုနှစ်ခုပျက်စီးဆုံးရှုံးသွားပါတယ်။ဒဏ်ရာရှိတဲ့သူတူပြောတဲ့စကားပြောပြရမယ်ဆိုလို့ရှိရင်တော့သူကားမောင်းနေတဲ့အချိန်မှာဘုံကြတန်ကိုဒိန်ကနေဆိုပြီးတော့ကြားလိုက်ရတယ်။ဒါပေမဲ့သူနိုးလာတဲ့အခါမှာကျတော့လူနာတင်ကားပေါ်မှာရောက်ရှိနေပြီလို့ပြောပါတယ်။တောင်ကိုရီးယားစစ်တပ်ကဒီမတော်တဆမှုအတွက်ကိုတောင်းပန်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့လည်းကြေညာ ညထားပါဗျ။နောက်ပြီးသွားလို့ရှိရင်ထိခိုက်နေနာမှုတွေအတွက်လည်းသူတို့ရောချင်းငွေပေးမယ်လို့လည်းကြေညာထားတာရှိရဲပေါ့နော်။ဒါပေမဲ့တောင်ကိုရီးယားနဲ့ဒီအမေရိကန်တို့ကတော့မတ်လ10ရက်နေ့ကနေပြီးတော့မတ်လ20ရက်နေ့အထိပြုလုပ်မယ်ဒီ freedom ရှိစည်ရေးလေးချင်းမှုကိုတော့ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ဒီလိုလေးချင်းမှုတွေကတနိုင်ငံခြား ိုပေါ့နော်ချိန်ချောက်မှုတွေဖြစ်စေဖို့မဖြစ်စေဖို့အတွက်ရည်ရွယ်ပေမဲ့ရက်သားတွေထိခိုက်မှုဖြစ်ပေါ်နိုင်တဲ့အခြေအနေဖြစ်နေတဲ့အတွက်လည်းအာရုံစိုက်စရာတစ်ခုဖြစ်နေပါတယ်ဒီလိုဖြစ်ရက်တွေမဖြစ်ကြဖို့အတွက်လုံခြုံမှုကိုပုံမှုခိုင်မာထိန်းသိမ်းပေးဖို့သူတို့ကထပ်ပြီးတော့ပေါ့နော်အဲလုပ်မယ်လို့လည်းသိရပါတယ်ရှင် ဆိုတော့ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အခုကဒီပေါ်တော့ဒီလိုမျိုးစည်ရေးလေးချင်မှုတွေကြောင့်မလို့အရက်သားတွေကအများကြီးထိခိုက်နေတဲ့အပေါ်မှာလည်းတောင်ကိုရီးယားပြည်သူပြည်သားတွေကလည်းအဲပြောဆိုတဲ့အတန်ဒီပေါ်တော့ဝေဖန်တဲ့နေ စူစူရွာစူစူညံပေါ်ပေါက်နေပါတယ်။နောက်ပြီးသွားလို့ရှိရင်ပေါ့နော်ဒီမတော်တဆမှုကြောင့်အော်ဒီလူ15ယောက်တန်းရရှိခဲ့တဲ့ဒီမှာအရက်သား6ယောက်စစ်သား2ယောက်လည်းပါဝင်ပြီးတော့တချို့ကတော့ဆေးရုံမှာဆေးကုသမှုခံယူနေတဲ့အကြောင်းကိုလည်းထပ်ပြီးတော့ဒီကိုတာဂိုရီးယားပြည်သူလူထုတွေရပေါ့နော်မန်ရှင်ထားကြပါတယ်။ဆိုတော့ကျမတို့ရဲ့မြန်မာနိုင်ငံနေပြီးတော့တာဂိုရီးယားရောက်နေတဲ့သူတွေရှိရဲဆိုလို့ရှိရင်လည်းအဆက်ဆက်အရာတတိထားဖို့အတွက်မှာစင်ပါတယ်ရှင်။အခုကတစ်ကဘာလုံးမှာပေါ့နော်အဖြစ်ပြက်ဒီက အမျိုးစုံမရည်ထွက်နိုင်အောင်ဖြစ်နေကြတယ်။နောက်ပြီးသွားလို့ရှိရင်ရန်ကုန်လိုမျိုးကြီးမှာဆိုလို့ရှိရင်လည်းငလင်းတန်တွေအများအပြားဖြစ်ပေါ်လာနိုင်တယ်လို့သတိပေးချက်တွေပေါ်ပေါက်နေတဲ့အတွက်ကြောင့်မလို့ဘာလည်းဖြစ်ဖြစ်ပင်ပင်နိုင်ရမှာပဲနေနေပေါ့နော်။အစအစအေးအားသတိပေးဖို့မှာကျမာရဲ့တတိကယူဆိုင်ဖို့လည်းမှာကျင်နေပေါ့နော်။အစအစအေးအားလည်းကယူထားကြပါလို့မှာကျမာရဲ့ရှင်အားလုံးပဲဘီကင်းလုံးလုံးကြပါစေ။